ာယာဝဒီအချင်းထောင်ကနေလိုရက်စစ်နိုင်ငံရဲ့အချင်းသား9ယောက်ကိုထောင်ဘူးဝါမှာပြန်လည်ဖမ်းဆီးပြီးအကြမ်းဖက်ပုံမှန်နဲ့ထမ်းမှန်တရားစွဲဖို့ပြင်ဆင်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရဲ့အချင်းသားများကွန်ရက် PPNMN ကအောက်တိုဘာလ2ရက်ဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်ခင်ဗျာအောက်တိုဘာလ1ရက်နေ့ကတာယာဝဒီအချင်းထောင်ကနေနိုင်ငံရဲ့အချင်းသားအမျိုးသမီးတဦးအပါအဝင်လိုရက်စစ်9ယောက်ကိုစစ်ကော်မရှင်လက်အောက်ခံပြည်ထရေးဌာနက ထောင်ဘူးဝါမှာပြန်လည်ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။အကြမ်းဖက်မှုပုံမှန်52နဲ့ထပ်မံတရားစွဲဖို့ပြင်ဆင်နေတယ်လို့ PPNM ကပြောကြားပါတယ်။ PPNM ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးရဲ့ပြောကြားချက်အရနိုင်ငံရဲ့အကျဉ်းသားတွေကိုမဟုတ်မမှန်ဆွဆွဲတဲ့အမှုတွေနဲ့ပြန်လည်ဖမ်းဆီးတာကလူအခွင့်အရေးကိုထိခိုက်စေတယ်လို့ PPNM ကကန့်ကွက်ရှုတ်ချထားပါတယ်။ စစ်အုပ်စုဟာ2023ခုနှစ်ကတည်းကဒီလိုလွတ်ရက်စစ်နိုင်ကျင်းတွေကိုထောင်ဘူးဝါမှာပြန်လည်ဖမ်းဆီးတာတွေစတင်ပြုလုပ်ခဲ့ပြီးအခု2025ခုနှစ်အတွင်းမှာတော့ NLD ပါတီလူငယ်တာဝန်ခံမမိုးဆန်းစုကြည်အပါအဝင်စုစုပေါင်း10ယောက်အထိပြန်လည်ဖမ်းဆီးခံခဲ့ရတယ်လို့ PPNM ရဲ့အချက်အလက်တွေအရသိရပါတယ်ခင်ဗျာ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတအောင်တက် TLNL ထိန်းချုပ်နေမြေတွေကိုစစ်ကော်မရှင်တပ်ကလေကြောင်းကနေတိုက်ခိုက်တာကြောင့်အရက်သားတွေထိခိုက်သေးဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ TLNL နှစ်နှစ်နီးပါးထိန်းချုပ်ထားတဲ့နံပါတ်2နဲ့မန်တုံမြို့တွေကိုစစ်ကော်မရှင်တပ်ကအောက်တိုဘာလ2ရက်ဒီကနေ့မနက်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တာကြောင့်စစ်ပေးလျှောက်3ယောက်သေဆုံးခဲ့ရတယ်လို့ဒေသခံတွေစီကသိရပါတယ်။ နံပါတ်2မြို့ပန်ဟိုက်ရက်ကွက်၈ကိုမနက်9:15မိနစ်အချိန်လောက်မှာဂျက်ဖိုက်တာနဲ့ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တေဆုံးသူတွေထဲမှာတပ်ကြီးပိုင်းအမျိုးသမီး၂ယောက်နဲ့အမျိုးသား၁ယောက်ပါဝင်ပါတယ်ကလေးတယောက်အပါအဝင်9ယောက်လည်းထိခိုက်ဒဏ်ရာတွေရခဲ့ကြပြီးသူတို့အားလုံးဟာကြောင်မဲမျိုးကနေတင်းချောင်လာကြတဲ့စစ်ဘေးရှောင်တွေဖြစ်တယ်လို့သိရပါတယ်။မြို့တဲကိုဘုံကျဲတာဒါပထမဆုံးအကြိမ်ဖြစ်တာကြောင့်မထင်မှတ်ထားဘူးလို့လည်းဒေသခံတအူကပြောပါတယ်။ နံပါတ်2ကိုလေချောင်းတိုက်ခိုက်ပြီးနောက်မန်တုံမြို့130ဂုံအနီးဝင်းကျင်ကိုလည်းထပ်မံလေချောင်းတိုက်ခိုက်ခဲ့တယ်လို့ဒေတာခန့်တွေကပြောပါတယ်။တီယန်လန်လေကနံပါတ်2နဲ့မန်တုံမြို့တွေကို2023ဒီဇင်ဘာလထဲမှာတိုက်ခိုက်သိမ်းပိုက်ထားခဲ့တာဖြစ်ပြီးတော့စစ်ကော်မရှင်တပ်ကတော့အဆက်မပြတ်ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။ဒီလိုလေချောင်းတိုက်ခိုက်မှုတွေကြောင့်ဒေတာတွင်းမှာပဋိပက္ခတွေပိုပြီးပြင်းထန်လာနေပြီးအရက်သားပြည်သူတွေရဲ့လုံခြုံရေးအတွက်စိုးရိမ်စရာအခြေအနေဖြစ်နေပါတယ်ခင်ဗျာ။ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့အမေရိကန်နိုင်ငံနယူးယောက်မြို့မှာမြန်မာအမျိုးသမီးတွေနဲ့လူနည်းစုတွေရဲ့တော်လှန်ရေးအတွင်းတင်းမြတ်ညီညွတ်ခြင်းနဲ့ခန္ဓာရေးစွမ်းကို ထင်ဟက်တဲ့အတန်များဆိုတဲ့ခေါင်းစဉ်နဲ့အော်တိုဘားလာတရက်နေ့ကအခမ်းအနားတရက်ကျင်းပခဲ့ပါတယ်။ ီပွဲရဲ့အဓိကရည်ရချက်မှာစစ်အာဏာရှင်ရဲ့ဖိနှိပ်မှုကိုခံနေရတဲ့အမျိုးသမီးတွေနဲ့နိုင်ငံသားတွေဆက်လက်တိုက်ပွဲဝင်နေကြောင်းကုလသမဂ္ဂတာဝန်ရှိသူတွေကိုအသိပေးဖို့ဖြစ်တယ်လို့ WACM အဖွဲ့ကမခင်လေးကပြောပါတယ်အခမ်းအနားကိုကုလသမဂ္ဂဆိုင်ရာမြန်မာထူးကိုယ်စားလှယ်တွန်အန်ဒရူးမြန်မာတန်အမတ်ကြည်ဦးကျော်မော်ထွန်း UNG ဝင်ကြီးတွေအပါအဝင်နိုင်ငံတကာကိုယ်စားလှယ်တွေနဲ့မြန်မာနယ်ဖွားစုစုပေါင်း130လောက်တက်ရောက်ခဲ့ကြပါတယ် သူတို့ဟာ2021ခုနှစ်ဆက်အနာတိုင်မှုအပြီးကိုတွေ့အတွေ့အကြုံတွေမျှဝေတာတော်လှန်ရေးတချင်းတွေမှတ်တမ်းရုပ်ရှင်တွေနဲ့လိန်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူတွေရဲ့ရုပ်ပုံတွေကိုလည်းပြသခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာ။ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့စကိုင်းတိုင်းကမ်ပလူမြို့နယ်အုံတော်ပြူရွာကင်းစကန်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကအော်တိုဘာလ၁ရက်မနေ့ကည7:00နာရီဝန်းကျင်မှာဝင်ရောက်စီးနှင်းခဲ့ကြပါတယ်ဒီစကန်ကိုကမ်ဘလူခရိုင်ပကဖလှုပ်ရှားရတဲ့ရင်ကမ်ဘလူခရိုင်အမှတ်3တက်ရင်နဲ့နယ်မြေခံပကဖတွေကပူပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒီစီးနှင်းမှုအတွင်မှာပြူစောတိ6ယောက်ကိုအရှင်ဖမ်းမိခဲ့ပြီးလက်နက်9လက်သိမ်းဆည်းရမိခဲ့တယ်လို့ ကမ်ဘလူခရိုင်ပါကဖလှုံရှားရဲတက်ဒူးတက်ရင်မူဘိုးပိုင်ချဲကပြောပါတယ်စကန်ကိုဝင်ရောက်စီးနှင်းစဉ်ခုခံမှုကြောင့်နှစ်ယောက်ကိုပြစ်ခတ်ရှင်းလင်းခဲ့ရပြီးကြံ6ယောက်ကိုဖမ်းမိခဲ့တာလို့လည်းဘိုးပိုင်ချဲကဆိုပါတယ်တင်စီရရှိခဲ့တဲ့လက်နက်တွေထဲမှာတော့ G3 3လက်ကာဗိုင်2လက်နဲ့ပြောင်းချော2လက်တို့ပါဝင်ပါတယ်တော်လှန်ရေးတပ်ဖွဲ့တွေဟာဒီစကန်ကိုအလစ်အငိုက်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရတာဖြစ်ပြီးတော့လက်နက်အနည်းငယ်သာအသုံးပြုခဲ့ရတယ်လို့လည်းသိရပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့ကလည်းကမ်ပလူမြို့နယ်ဇီကုံမြို့ရဲစခန်းကိုစီနံတိုက်ခိုက်ရာမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်6ယောက်သေဆုံးပြီး17ယောက်ကိုဖမ်းဆီးရမိခဲ့ပါသေးတယ်ခင်ဗျာ။